UEFA Nations League Quarter Final ပထမအကြိုပွဲစဉ်တွေကလည်းပြိတက်ကိုရင်ခုန်စိတ်လုံရှားမှုအပြည့်ပေးဆွမ်းနိုင်ခဲ့ပါတယ်။မင်္ဂလာပါ။ Kings the Football Show အနေကျူပါတယ်။ဒါရဲမှာ Club ပွဲစဉ်တွေခဏနာပြီးနိုင်ငံတကာပွဲစဉ်တွေဝင်ရောက်ခဲ့ပေမဲ့ UEFA Nations League က Quarter Final ရှုံးထွက်အဆင့်ရောက်နေတဲ့အခါမှာတော့ Group Stage ကထပ်ပို့ပြီးတော့ကြည့်ကောင်းခဲ့ပါတယ်။ တော့ဒီ quarter final အဆင့်ပွဲစဉ်တွေရဲ့ပထမအကျော့ result တွေအခြေအနေနဲ့ဒုတိယအကျော့ရောက်ရင်ဘယ်လိုမျိုးဖြစ်နိုင်ချေရှိသလဲစတဲ့ဆွေးနွေးမှုလေးတွေကိုကျွန်တော်အခုပဲလုပ်လိုက်ရအောင်ဆိုတော့ပထမအကျော့ဟာအဝေးကွင်းမှာတွားရောက်ကစားရတဲ့အသင်းတွေဒီများသောအားဖြင့် result မကောင်းခဲ့ဘူးအိမ်ကွင်းအသင်းတွေကတော့ result ပိုကောင်းခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ဒီတော့ကြောင့်အဝေးကွင်းမှာ result မကောင်းတဲ့အသင်းတွေကအိမ်ကွင်းရောက်တဲ့အခါကျရင် ပူအားဆိုင်ကစားပြီးတော့နောက်ဆင်တက်ဖို့ကြိုးစားအားထုတ်မှု ပြုပါလိမ့်မယ်။အိမ်ကွင်းအဝေးကွင်းကစားတဲ့ attraction ကလည်းအဲ့ဒါပဲဗျ။တပွဲတည်းကစားပြီးပြုတ်သွားတာထက်ပြီးသွားတာထက်အိမ်ကွင်းအဝေးကွင်းကစားရင်ပို့ပြီးတော့ကြည့်ရတာမိုက်တယ်။ UEFA ကတဖြည်းဖြည်းလူလဲကြတယ်ပဲပြောရမှာပေါ့ဗျာ။နော် Conference League ဆိုတဲ့ tournament တစ်ခုကိုလည်းကျွန်တော်တိတ်မကြသေးခင်အချိန်က အစ်စ်လုတ်ပြီးတော့ပြိုင်စီခဲ့တယ်လို့ UEFA Nations League ကိုလည်းအရင်တော့လိုမျိုးခြေစမ်းပွဲတွေဘာတွေမလုပ်တော့ပဲပုံတံအသွင်သစ်နဲ့ဒါကျင်းပခဲ့တာအပြိသက်အနေနဲ့နည်းရင်းနှီးလာပြီပေါ့နော်ဒီတိုင်းခြေစမ်းပွဲတွေကြည့်ရတဲ့ဆိုင်အခုလိုပြိုင်ပွဲပုံစံကျင်းပတာပို့ပြီးတော့ပြိသက်အနေနဲ့ရင်ခုန်သိလို့ရမှုရှိပါတယ် Okay အဲ့တော့ကျွန်တော်ပွဲစဉ်၄ပွဲရှင်ပြိုင်ကစားခဲ့တယ်အကုန်လုံးကခေါင်ပွဲတွေကြီးပဲပထမတစ်ပွဲအီတလီနဲ့ဂျာမနီဒီပွဲစဉ်မှာအင်ရှင်အီတလီက2-1နဲ့ ရှုံးခဲ့တဲ့တသိန်းတည်းသောအင်ရှင်အသင်းဖြစ်ပါတယ်ဒီမနက်ကစားခဲ့တဲ့ပွဲစဉ်၄ပွဲထဲမှာအင်ရှင်အသင်းရလတ်မကောင်းတာဆိုလို့ကျွန်တော်အီတလီတသိန်းပဲရှိပါတယ်အဲ့တော့အီတလီအနေနဲ့အရင်တော့လိုမျိုးလူစင်းစုဖွဲ့မှုကိုပြင်မြင်ရဖို့ဆိုတာသိပြီးတော့မလွယ်ကူပါဘူးဂျာမနီကတော့လူကြီးလူငယ်ပေါင်းဖက်မှုနဲ့အတူအီတလီအသင်းကိုအကောင်းဆုံးရှင်ပြိုင်ကစားနိုင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ကျော့အီတလီအသင်းရဲ့လူစင်းစုဖွဲ့မှုကိုကြည့်မယ်ဆိုရင် အီတလီစီးရီးရဲ့ကစားသမားအများစုပါတယ်ဗျတခိတခါအီတလီဆိုရင်ကျွန်တော်တို့နာမည်ရပြီးသားပြိသက်အနေနဲ့တိပြီးသားပလေယာတွေကြီးပဲဘယ်ကစားသမားတော့ပဲလက်ညှိုးထိုးထိုးဗျအီတလီကစားသမားဆိုရင် အကုန်သိတယ်နော်မာဒီနီနက်စတာမက်ဒရဲစီဘက်ဖွန်ကြိုက်တဲ့သူပြော အကုန်လုံးအီတလီကစားသမားဆိုရင်ကျွန်တော်တို့မျက်စိထဲမှာဟိုရင်းနှီးနေတဲ့သူတွေကြီးပဲတော်တော်အခုအီတလီကစားသမားတွေကတော့များသောအားဖြင့် Italy Serie ရဲ့ပြည်သက်သိပြီးသတိမထားမိတဲ့ကစားသမားတွေပါနေပါတယ်။ Calafiori တို့နော် Bastoni, Donnarumma, Tonelli, Barella စတဲ့ကစားသမားတွေလောက်ပဲနာမည်ကြီးတဲ့သူပါတယ်။ကျန်တဲ့ကစားသမားတွေဆို Premier League ကဒါ Urogi တို့လိုကစားသမားမျိုးလောက်ပဲသိမယ်ဗျာ။ကျန်တဲ့ကစားသမားတွေမှာဆိုရင် Rosvalla, Raspadori Politano စတဲ့ကစားသမားတွေက Italy Serie ကိုရင်းနှီးနေတဲ့ပြည်သက်မှသာတတိထားမိပါလိမ့်မယ်။အရင်ကစားသမားတွေတည်းမှာဆိုရင်လည်း Tony Du ပဲ။ ဆိုတော့တစ်ဖက်ကဂျာမနီစုဖွဲ့မှုမှာကတော့ပြိသက်အနေနဲ့များသောအားဖြင့်ယင်းနေတဲ့ကစားသမားတွေကြီးပဲဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ဂျာမနီကအဝေးကွင်းမှာ2-1ဆိုတဲ့ result နဲ့အနိုင်ယူခဲ့တဲ့အတွက်ကြောင့်အင်ကွင်းရောက်တဲ့အခါကျရင်အီတလီအသင်းကိုပို့ပြီးတော့ဖိဖိစီအသာစီးယူကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အီတလီဂျာမနီဘက်လမ်းကြောင်းမှာနောက်ထပ်တွေ့ခဲ့တဲ့တွေ့ဆိုင်ကတော့ဒန်မတ်နဲ့ပေါ်တူဂယ်ဖြစ်ပါတယ်ခင်ဗျ။ဒန်မတ်ကတော့သူ့ရဲ့အင်ကွင်းမှာ ပေါ်တူဂယ်ကို1-0ဆိုတဲ့ရလဒ်နဲ့ အံ့အားသင့်စွာအနိုင်ယူနိုင်ခဲ့ပါတယ်။ဟိုအံ့အားသင့်စွာဆိုပေမဲ့လည်းဟိုစကန်ဒီနေးဗီးယန်းအသင်းတွေကကောင်းတဲ့အသင်းတွေရှိပါတယ်။ကျွန်တော်ဒန်မတ်တို့၊ဆွီဒင်တို့၊အိုက်စ်လန်တို့စတဲ့အသင်းတွေပေါ့ဗျာ။ဒီထဲမှာကတော့ဒန်မတ်၊ဆွီဒင်ကတော့စကန်ဒီနေးဗီးယန်းရဲ့အကောင်းဆုံးအသင်းတွေပေါ့။တမိုင်းဆင်လာလည်းရှိခဲ့ဘူးတဲ့အသင်းတွေဖြစ်ပါတယ်။အဲတစ်ဖက်ကပေါ်တူဂယ်ကတော့ generation အရကတော့အီတလီလိုမဟုတ်ဘူး။သူတို့ဘယ်တော့မှ generation မပြတ်ဘူးအခုချိန်မှာလဲပေါ်တူဂယ်ရဲ့မျိုးဆက်ကရွှေရောင်မျိုးဆက်ပဲတခိတကခရစ်စတီယာနိုတို့ မျိုးဆက်ကြီးကုံသွားပေမဲ့လည်းနောက်ပေါက်တဲ့တားပေါက်တွေဒီတကယ်ကောင်းတဲ့ကစားသမားတွေပါတယ်ဒီရှုံးနေမှုဟာအဝေးကွေးမှာရှုံးနေရှုံးနေမှုဖြစ်တဲ့အတွက်ပြဿနာထူထူတော့ရှိမနေဘူးအိမ်ကွင်းပေါ်တူဂယ်မြေရောက်တဲ့အခါကျရင်ဖိဖိစီကစားပေးဖို့တော့လိုပါလိမ့်မယ်ခင်ဗျပေါ်တူဂယ်ရဲ့လူစည်းဝင်ကြည့်မယ်ဆိုရင်တကယ်ကောင်းမွန်တဲ့လူစည်းဝင်ဖြစ်ပါတယ်ဒါရနာဒိုဗီဂါရူဘင်ဒီယက်စ်ဒီယဂိုဒါလိုညူနိုမန်ဒက်စတဲ့ဒက်ဖန်စစ်လိုင်းကြီးနဲ့အတူကွင်းလယ်မှာဆိုရင်လဲ PSG ရဲ့ ွင်းလယ်အတွဲဘက်ဖြစ်တဲ့ Vidinha နဲ့ João Neves တို့ပါဝင်လာခဲ့ပြီးတော့ရှေ့မှာကျွန်တော် Bruno Fernandes, Cristiano, Pedro Nando နဲ့ Rafael Leao တို့ပွဲထွက်လာခဲ့ပါတယ်။ဒီအစုဖွဲ့ကအတော်လေးအင်အားတောင့်တင်းပြီးတော့ပြိသက်ရင်းနှီးတဲ့အစုဖွဲ့ဖြစ်ပါတယ်။တစ်ဖက်ကဒန်မတ်ကတော့လူကြီးလူငယ်ပေါင်းဖတ်ထားတဲ့အစုဖွဲ့ပေါ့ဗျာ။ထူးခြားတာတစ်ခုကတော့ United အသင်းမှာ goal ပေါက်ရှာတွေ့ခဲ့တာတိတ်မကြာသေးတဲ့ Ramu Swailan ဒီပွဲစဉ်ရဲ့တလုံးသေးသောအနိုင်ကိုကိုသွင်းယူပေးခဲ့တာပါ။ တော့မန်ချက်စတာယူနိုက်တက်ဖန်တွေကတော့နှစ်ဖက်အသင်းလုံးမှာအားပေးတဲ့ကစားသမားကိုယ်စီရှိကြတယ်။နော်သူတို့ရဲ့ legend Cristiano Ronaldo, Dalo, Bruno Fernandes တစ်ဖက်မှာလည်း Wylan နဲ့ Ericsson တို့ပါလာတယ်။အဲ့တော့ Wylan ကတော့တိုက်ဆိုင်မှုပဲလားဒါမှမဟုတ်သူကိုယ်တိုင်တကယ်ဂိုးပေါက်တွေ့သွားပြီလားပေါ့နော်။ဒီ United နဲ့နောက်ဆုံးကစားခဲ့တဲ့လိပွဲစဉ်မှာသူတကူးသွင်းယူခဲ့တယ်။အခုလည်းနောက်ထပ် နိုင်ငံလည်ရွေးစဉ်အသင်းနဲ့တူကိုရကိုသွင်းယူခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ Ramos Thailand ကတော့နှစ်ကူသွင်းယူပြီးခဲ့ပြီးဖြစ်ပါတယ်။ဒါမဲ့ဘက်ကကြည့်ရင်လည်းအင်ကွင်းမှာပေါ်တူဂယ်ကိုအနိုင်ရခဲ့တဲ့အတွက်ကြောင့်အရင်စိတ်ချလို့မရသေးဘူး။နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ပေါ်တူဂယ်မြေမှာအသေးအတန်ရုန်းကန်အောင်မှာဖြစ်ပါတယ်။ဆိုတော့ Italy, Germany, Portugal, Denmark လမ်းကြောင်းမှာတော့ Germany ကနောက်တစ်ဆင့်ကိုတက်ဖို့မျှော်လင့်ချက်ပို့ပြီးအားကောင်းသွားခဲ့တယ်လို့ Denmark နဲ့ပေါ်တူဂယ်ကတော့တိတိပပပြောလို့မရသေးပါဘူး။ တစ်ဖက်ကလမ်းကြောင်းကိုကြည့်မယ်ဆိုရင်တော့ Spain နဲ့ Netherlands ပေါ့နော်ဒီပွဲအသစ်မှာ Netherlands တင်းကလူငယ်ကျယ်ပွင့်ကစားသမား Hato ထုတ်ပယ်ခံခဲ့ရပြီးတော့ Randers နဲ့ Cody Capo တို့က၉ရေတွင်ပေးခဲ့ပါတယ်နိုင်လူစဲစဲမှာ Spain လေရွေးစဉ်အတင်းကတော့ Mikel Merino ရဲ့လူသားဝင်လာမှုနဲ့အတူအဖိုးတန်ချစ်ပါကိုတကိုတွင်ပေးသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ Mikel Merino ကကွင်းလယ်ကစားသမားဆိုတော့ညာလေ Arsenal မှာတိုက်စစ်မှုအဖြစ်ကစားနေရတယ် ဂိုးတွေထိုက်တဲ့နဲ့အလျောက်သွင်းပေးတယ်စပိန်လေဝေးစင်အသင်းမှာလည်းဂိုးတွေသွင်းပေးနေတဲ့အတွက်အတေတာသည်မီကယ်မီရီနိုတိုက်စစ်မှုပုံစံပြောင်းပြီးတော့လက်ကျန်ရသည်မှာတုံးသွားမလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်အဲ့တော့မီကယ်မီရီနိုရဲ့ဂိုးကစပိန်လေဝေးစင်အသင်းအတွက်အများကြီးအထောက်အကူဖြစ်ခဲ့တယ်တူတူဆိုတဲ့ရက်ဇက်သည်အိမ်ကွင်းမှာကစားရတဲ့အခြေအနေမျိုးမှာအများကြီးအားသာချက်ရှိသေးပါတယ်ကဲကျွန်တော်နောက်တစ်ပွဲကတော့ဒမ်မတ်ပေါ်တူဂယ်ပွဲလိုမျိုးပဲကျွန်တော်မမျော်လင့်တဲ့ရလဒ်တစ်ခုပေါ်ထွက်ခဲ့တဲ့ ခရိရှားပြင်သစ်ပွဲတင်ဖြစ်ပါတယ်ခရိရှားကတော့အိမ်ကွင်းမှာပြင်သစ်အသင်းကို၃ဂိုးပြတ်အနိုင်ရမယ့်အခြေအနေကိုကြုံခဲ့တာပါဒါပေမဲ့မင်းနဲ့အစောပိုင်းမှာရရှိတဲ့ပနတီတွင်းကိုကိုဝိုင်းရင်တိုက်စစ်ကစားသမားခရမာရစ်တွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်2-0ဆိုရဲရလနဲ့ပဲအနိုင်ယူခဲ့တာဖြစ်ပါတယ်ဒီနှစ်ဂိုးလုံးကိုပထမပိုင်းမှာတွင်းယူပေးသွားခဲ့တာပါတွင်းယူပေးသွားခဲ့တဲ့ကစားသမားတွေကလည်းအတွေ့အကြုံရင်းနဲ့အသက်30ကျော်ကစားသမားတွေကြီးပဲဖြစ်ပါတယ်။အိုဆာဆူနာရဲ့ဝိုင်းတိုက်စစ်မှုဘူဒီမာနဲ့ PSV အသင်းရဲ့ တောင်ပံကစားသမားပီရီစစ်တို့ဖြစ်ပါတယ်ခင်ဗျပြင်သစ်ကတော့ငတိုင်းများပြီးဟင်းဟုန်သွားတယ်လို့ပဲပြောရမှာပါအခု quarter final ကိုတက်လာတဲ့အသင်းတွေထဲမှာပြင်သစ်လောက်လူကောင်းများတဲ့အသင်းပြင်သစ်ပဲရှိတယ်နောက်မှာဗျာ William Saliba နဲ့ Kona Te တို့လို EPA ရဲ့အကောင်းဆုံးနောက်ခံကစားသမား၂ယောက်ပါတယ်လို့ Julius Konde တို့ Tigne တို့စတဲ့ကစားသမားတွေက side back ကစားသမားတွေဖြစ်ပွဲထွက်လာတယ်ကိုယ်လည်းမှာဆိုရင်လဲ Chuamani, Rabiot, Gonozi တို့လို့ စောစောင်ပိုင်းအမြင့်ဆုံးရောက်နေတဲ့ကစားသမားတွေပါပါတယ်။ရှေ့ရအတကင်ထရိုင်လ်မှာလဲဥစမန်ဒမ်ဘီလီ၊မူယာနီနဲ့ခီလန်အမ်ဘပေတို့တွဲဖက်ကစားခဲ့ရပေမဲ့ခရိရှားရဲ့ချစ်လက်မှုအအောင်မရှင်နိုင်ခဲ့ဘူးလို့ပဲပြောရမှာပါ။တူးစည်းဆိုတဲ့ရလက်ကနည်းနည်းတော့များတယ်။ဒါ့အပြင်အိမ်ကွင်းရောက်တဲ့အခါကျရင်ဒီပြင်သစ်တွေရဲ့နိုင်ပွဲစာလောင်မှုကိုတစ်ချက်ကြည့်ရမှာပါ။ပြင်သစ်သာနိုင်ပွဲတစ်ပွဲကိုလူလူချင်းချင်းနဲ့တကယ်ကံမဲ့ဆိုရင်အောင်ပွဲစာလောင်စိမ့်နဲ့ကံမဲ့ဆိုရင် ကိုအင်ရှင်ပရိသတ်ရှေ့မှာတော့2-0ဆိုတဲ့ရလတ်ကိုပြန်လဲရအောင်နိုင်မယ်လို့တော့ထင်ပါတယ်ခင်ဗျကျွန်တော်ညီကိုတွေရောဒီပွဲသတင်းပေါ်မှာဘယ်လိုမြင်ပါသလဲခင်ဗျကောမန့်မှာဝင်ရအောင်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျ